ရင်တော့စစ်သားမိမလောက်ခဲ့မိတာတော့မှရှင်းနာတယ်။ရှင်မိရယ်စစ်သားမိမဘဝနဲ့15နှစ်လုံးလုံးစစ်တပ်ထဲမှာနေခဲ့ရတော့ရှင်းနာတာပေါ့နော်။ဒါလို့ပြေရုံးရတယ်ဟုတ်ပါမှာဆိုတတရားဖြစ်တာဒီရာက make up news များဖြစ်နေသလားပေါ့နော် make up news make up news များဖြစ်နေသလားပေါ့ကျွန်စဉ်းစားတယ်ဒီကောင်စဉ်းစားကြတော့ဖြစ်အပေါ်ကနေပြီးတော့ကြဲချတဲ့အတွက်ကြောင့်ဒရစင်ပါပဲဒါပေမဲ့အိမ်နေရာတိတ်ကြပြီးမှတော့ကြဲချတယ်နော် ော့မတင်ပါနဲ့လို့ပြောတာလေလူအသက်တစ်ချောင်းဆုံးရှုံးသွားမှာလူအသက်ပေါင်းများစွာဆုံးရှုံးသွားမှာကိုယ်ဆောက်ဆံရတာလည်းမကြည့်နဲ့နော်နာကငါဥပမာပေးလိုက်ပြီနော်မင်းတို့စင်စားမင်းတို့မင်းတို့စင်စားမင်းတို့ထောက်ခံနေရတဲ့အာယူကြီးအာယူကြီးကအဲ့အတိတ်မဲ့ပြုခံရပြီလားအဲ့လိုမျိုး ကဲနင်းပါဟိုနင်းတို့ကြီးအတိမတ်ပြုတ်တယ်ဆိုရင်ရုရှားအတိမတ်ပြုတ်ရုရှားမှာသွားနေလေရုရှားမှာရီကော့ပွဲသွားကျင်ပါလေနင်းတို့ဘောမှာတွေခေါ်ပါလေမြန်မာနိုင်ငံပြည်သူတွေကတယောက်မှနင်းတို့အတိမတ်ပြုတ်ဘူး ဒေါ်လာမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတယ်မှာမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရိုဘိုလူရှင်ချန်နယ်လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုလေးရေရှင်မလို့တော့ပေးကမှာတော့ဒီမေလ15ရက်နေ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးဆုံးဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးကြီးချိပေးဖို့ဒီနေရာကနေပြီးထပ်မံတောင်းဆိုလိုက်ပါရစေ။ရောင်းသူအနေနဲ့ကတော့စေကောင်းဆောင်တွေက၎င်းတို့ရဲ့ကိုယ်ယူစီးပွားအတွက်နိုင်ငံတော်အာဏာကိုအတင်းအဓမ္မတရားသဖြင့်သိမ်းယူထားဒီမှာဒီနေ့မှဆိုရင်တော့ 1965ရဲ့ရှိပြီဖြစ်ပါတယ်။မောင်နိုင်ငံတဝန်းစစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့ PNP နဲ့လိုင်းပွဲမြို့နယ်မှာ10ကောင်၊အကွေးတိုင်းမြန်မြို့နယ်မှာ9ကောင်၊အကွေးတိုင်းသလင်းမြို့နယ်မှာ8ကောင်၊အကွေးတိုင်းကျိုးပင်ကောင်မြို့နယ်မှာ2ကောင်၊သကိုင်းတိုင်းမုံရွာမြို့နယ်မှာ2ကောင်နဲ့ကျော်လိုင်းရဲဘော်3ဦးကတော့ပြေးဆက်သွားခဲ့ရပါတယ်။မန္တလေးတိုင်းနန်းစုံမြို့နယ်မှာ2ကောင်တည်တည်ဆုံခဲ့ကြောင်းသိရှိရပါတယ်။ရောင်းသွင်းတဲ့ပုံအနေနဲ့ကတော့အောင်သေးရစစ်ကြောင်းရဲ့နောက်တန်းကုကေးစကန်ကိုအွန်လိုင်းပူပေါင်းတတရာတင်ပိုက်လေကြောင်းသိရှိရပါတယ်။ပြင်ပင်းနယ်ကော့ဂရိတ်မြို့နီးအာရှာလမ်းမကြီးပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ အောင်စေရစီကြောင်းရဲ့နောက်တန်းကိုကေးဒက်စကန်ကိုအွန်လိုင်းပို့အောင်တတိယအိမ်ပတ်ရရှိခဲ့တာဖြစ်ပါတယ်။ပေါကရီမျိုးနဲ့နှစ်ပိုင်းကျော်ကွာမှာရှိတဲ့အောင်စေရစီကြောင်းရဲ့နောက်တန်းကိုကေးဒက်စကန်ကိုမြို့သားလူမျိုးကြီးတက်မတော် ANLA PDF ပူးပေါင်းတတိယအိမ်ပတ်ခဲ့တာကိုလည်းဆိုထားပါတယ်။နိုင်ငံပြည်အတွင်းစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံမှုတွေရှိတယ်လို့သိရပြီးတိုက်ဆုံမှုကြီးတက်ကူတော့လက်ရှိမှာထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒီနေ့ခေအိမ်စီရရှိမှုချီနေကိုလည်းထုတ်ပြန်ခြင်းမရှိသေးဘူး။ရှိရပါတယ်။အဲအလုံးသိတဲ့အတိုင်းပဲအောင်စေရစီကြောင်းဆိုတော့လက်ဖက်ချောက်စိုးဝင်းကိုတိုင် ယူဟာခင်းပြီးတော့တက်လာတဲ့အောင်စရစီကြောင်းရင်ဒေါနာတောင်ချီအောက်မှာပဲတဝဲဝဲတလဲနဲ့ဒီကတော့တဲနေသလိုပဲတဖြည်းဖြည်းရေပျော်လိုက်နောက်ကပြန်ဖြည်းလိုက်နေပဲအခုတော့နောက်တန်းကပါသွားပြီဆိုတော့ရှီရန်ကောင်ကြီးကတော့ဘယ်ဘူးပြန်ကြမလဲဆိုတာတော့စဉ်းစားစဉ်းစားကြည့်တော့ဗျာနောက်ထပ်သတင်းတော့မှာတော့တောင်းပီတက်မာနှစ်နေမြေအောင်ချူမြို့နေမှာလဲစစ်ကောင်စီတက်ကဂျက်ဖိုက်တာနဲ့ပေါင်250ပုံနှလုံးအားရောက်ကျဲချိုက်တိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။တောင်းတက်မာတော့ထိကျုပ်တားတဲ့နောင်ချူမြို့နေ30ကြီးရွာကို စစ်ကောင်စီကဂျက်ဖိုက်တန်နဲ့ဘုံလာရောက်ကျဲတိုက်ခတ်ခဲ့ပြီးနေအိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။နေကလည်းအောင်ချူမြို့နယ်နေမီ30ဈေးရက်ကွန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းမီပေါင်900ဘုံကျုံလာရောက်ကျဲချက်တိုက်ခတ်ခဲ့ရမှာတော့နေအိမ်5လုံးကြီးကြိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းမှာတော့ PNU တပ်မှငါးနေမှာရှိတဲ့ထုံမှုပလဲမဲ့စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းပူပေါင်းတများတိုက်ခိုက်သိမ်းမဲ့လေကြောင်းထုတ်ပြန်ထားပါတယ်။အိမ်မျိုးသားစီယုံအိမ်မျိုးသားလူမျိုးကြီးတက်မတော် KNU KNL တက်မဟာငါနေပြီးဖပုံ KNU မှာရှိတဲ့ကမှုပလဲမဲ့တက်ကောင်စီတက်စကန်ကိုတိုက်ခိုက်နေကြောင်းတိုက်ပွဲမှာပေါဝင်တဲ့ FFD ဖွဲ့ကနေပြီးတော့ထုတ်ပြန်ခဲ့ပါတယ်လက်ရှိတိုက်ခိုက်နေတဲ့စကန်ဖြစ်ပြီးတိုက်ပွဲပြင်းစင်သေးစေကိုတော့ဖြေကြလို့မရသေးလို့ FFD တောင်းဝင်ကန်ကိုအောင်အောင်ကပြောထားပါတယ် FFD ရဲ့ ်အုပ်ပြန်ချက်မှာပမှုပလဲမဲ့စစ်ကောင်စီတပ်စကန်ကို FRD drone တဖုံအနေနဲ့ KNL drone တင်နန်းသားများကတိုက်ခိုက်နေမှုမှတ်တမ်းရုပ်သံတွေကိုဖော်ပြခဲ့မှာတော့တပ်စကန်တွင်ဗုံးသီးများကြက်ချတိုက်ခိုက်နေမှုမြင်ကွင်းချို့ကိုလည်းတွေ့ရှိခဲ့ရပါတယ်။နောက်ထပ်သတင်းတွေမှာတော့အကွေးတိုင်းပခုတ်ကူမြို့အခြေစိုက်ရေမြန်တပ်မှဌာနချုပ်တရားတင့်တဲ့စလင်းမြို့အခြေစိုက် ခလာရနှင်းငါးလေးကြိမ်ကြီးမှာပူပေါင်းအင်အား180ခန်းဖြင့်မြိုင်မြူနယ်ကိုစစ်ကြောင်းထိုးလာသောစစ်ကောင်စီစစ်ကြောင်းအားမဟာမိတ်တပ်ဖွဲ့များနဲ့တူပိတ်ဆို့တိုက်ခိုက်ရမှာတော့တုတ်ခွာတပြေးသွားကြောင်းမြားမြေတပေါင်းစုမှတာဝန်ရှိသူတွေကထုတ်ပြန်ကြပါတယ်။နောက်ထပ်သတင်းတွေမှာတော့အင်းဒရာခိုင်လေးမျက်နှာမြို့နယ်တွင်တိုက်ပွဲများပုံမှုပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှဘုံကျင်းနေကြောင်းနဲ့တိုက်ပွဲဖြစ်ပွားသည့်နေရာမှာ ဒေသခံများစစ်ပေးရှောင်ကြရန်ဒေသခံများချင်းချင်းဒီပေးနေကြပါတယ်။ရေကြီးမြို့နယ်အဆက်မှရှိတဲ့ကြေးရွာချို့မှာမေလ၁၄ရက်နေ့နဲ့စောပိုင်းမှာတိုက်ပွဲဖြစ်ပွားပြီးညနေအထိတနက်သမားကြားနေရကြောင်းလဲဒေးမြန်နံမြို့ကန်တို့ကပြောထားပါတယ်။ဒေသခံတွေရှောင်ကြပါတယ်။အမေအချီနေရအထွက်နိုင်သေးတဲ့သူလည်းရှိတယ်။တောင်မောက်ကိုရမယ့်အချီနေဖြစ်ပါတယ်။တိုက်ပွဲကတော်တော်ကိုပြင်းထန်နေတာပေါ့လေ။ဒေသခံတွေကပြောထားပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလင်းညွန့်ပျက်စီးသွားတဲ့ဖျားကြောင်မှုများစွာရှိပါတယ်။အိတ်တဲမှာခရစ်ယာန်ဖျားကြောင်တွေ၊ဟိန်းသူဖျားကြောင်တွေ၊မွတ်စလင်ဖျားကြောင်တွေနဲ့ နောက်ထပ်ဗုဒ္ဓဘာသာဘုရားကျောင်းတွေအလုံးပေါင်းမှာတော့အလုံးသိရှိမှာဖြစ်ပါတယ်လူကိစ္စနဲ့ပတ်သက်ပြီးတော့ဘုရားကျောင်းတွေကိုပြန်လဲတိဆောက်ဖို့လုပ်ရတဲ့အခါမှာတော့ဗုဒ္ဓဘုရားကျောင်းတွေကိုတော့ဒီကူကနေပြီးတော့ခေါင်းဆောင်ပြီးတော့ဆောက်ပေးနေတဲ့အတွက်မင်းအောင်နိုင်နဲ့ဘာမှပြပင်းကြီးမရှိပေမဲ့လက်ခရစ်ယာန်ဘုရားကျောင်းတွေနောက်တစ်ခုကမွတ်စလင်ဘုရားကျောင်းတွေနဲ့နောက်ထပ်အိန္ဒုဘုရားကျောင်းတွေအစရှိတဲ့ဘုရားကျောင်းမုံများစွာကိုတော့ပြပင်းမှုတဆင်မှုတွေများစွာရှိပြီးတော့တောင်းခံမှုတွေနဲ့အဲ့ဒီဆောက်ဖို့တင်လာတဲ့အခါမှာလဲကြံ့ကြာမှုတွေများသောရှိနေတယ်လို့လည်းကျွန်တော်ကိုတည်င်းပေးတဲ့လူတွေအများကြီးရှိတာကိုတွေ့ရှိရပါတယ်။ဟုတ်ကဲ့ပါဗျာ။ ဂျန်စစ်သားဖေရကျမပြဘူးနော်အဲ့ဒါဂျန်စစ်သားရဲ့ဇီဒီတော်ကိုတို့ကဂျန်စစ်သားရှေ့ကတည်ခဲ့တယ်ဘုရားရရဲ့ ठी တော်ပုံတန်ဝတ်ပုံပုံပေးမယ်ကျမပြငါတပ္ပဝရီမှာပဲခိုင်းမယ်ကျမပြအဲ့ ठी ငါလိုလဲကျမပုံပြနော်အစီမတီဘိုးမကဘူးဇေဒီဘိုးပါရှိတယ်ပြဿနာကျမပြားတယ်ပါလောလောဆယ်။အဲ့ပြည့်တာပြူတာပါမယ်ဆိုရင်ပွားတယ်ကျမပြားကျမပြားရပါတယ်ငါလည်းလုပ်ပါဦး။ ဲ့တော့ဝေယဝိဆက်တော့ပြီးတော့ဝိုင်းလို့ပါငွေရရှိကောင်းဆောင်လို့ပြန်ပါဗျာလို့ပါဗျာမရောက်ရင်ခွဲလို့ပါထင်ပါဘုံဗျာ Facebook က reels တွေမှာပေါ့နော်ဘာတွေတက်လာလဲဆိုလို့ရှင်ဘုံခုကျင်းနေရနေပြီးတော့ဒီကလေးလေးတွေထွက်လာတယ် ပြီးတော့ TikTok ဆော့ပြရတယ်နောက်တစ်ခုကအမျိုးသမီးတွေထွက်လာတယ် TikTok ဆော့ပြရတယ်ဆိုရယ်ဗီဒီယိုလေးတွေအများကြီးစိတ်ချင်တက်လာတယ်ပေါ့နော်ပထမတော့ကတော့အော် okay တို့ရဲ့ဒီဒီပုံစံပေါ့နော်တို့နေရတဲ့နေထိုင်ရတဲ့ပုံစံအနေထားကိုဟိုပြရတယ်ဆိုပြီးတော့ပဲကိုကစိတ်ထဲမှာထင်တယ်နောက်ပိုင်းကျတော့မဖြစ်လာလဲဆိုလို့ရှင်ဒီဘုံခိုချင်းပုံစံဒီပေါ့နော်ဘုံခိုချင်းပုံစံဘုံခိုချင်းဒီလိုဆောက်ထားတဲ့ဟာတွေအပေါ်မှာကာထားတဲ့ဟာတွေကဒါကအမ် cover and concealment ကအစားတို့ဒီ ဗီဒီယိုထဲမှာထည့်ရိုက်ပြထားတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကနေပြောဘူးတာအနေနဲ့ပြပြတာပေါ့နော်ကိုအရင်နှောင်းကဒီအင်ဂျင်နီယာတက်မှာတာဝန်ထမ်းဆောင်တော့ကမုံကိုကြီးနေတူရတယ်မုံကိုကြီးနောက်မှာသူဆစ်ဆောင်အတွက်ကမုံကိုကြီးတူရတာရှိတယ်နောက်တစ်ခုကဒီစစ်သားတွေအတွက်မုံကိုကြီးတူရတာရှိတယ်တဒီကားတွေအတွက်မုံကိုကြီးတူရတာရှိတယ်လက်နက်တွေလည်းမုံကိုကြီးတူရတာရှိတယ်ဒီဘုံကိုကြီးနေကလေ and classify information မဟုတ်ပါဘူး classify information မှာ classify information ဆိုတာကဒီ Facebook တေပေါ်မှာ ကျင်လို့မရဘူးလူတကာကငါတော့ဒီပုံစံစောင့်နေပါတယ်ငါတို့ကတော့ဒီပုံစံတင်းတင်းတူးခဲ့ပါတယ်ဆိုတဲ့ဟာကိုပြောလို့မရတဲ့အဲအကြောင်းညာဖြစ်တယ်ပေါ့နော်အဲ့ဒီအဲ့ဒီအာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုလုတ်ပြီးတော့တတိလာပေးတာပေါ့နော်အိုတစ်တော့မဆော့ရမဟုတ်ဘူးတစ်တော့ဆော့လို့ရတယ်ဒါပေမဲ့ကိုဆော့လိုက်တဲ့ TikTok ကနေပြီးတော့အင်ဖော်မေးရှင်းရသွားခဲ့တဲ့ခါကြလို့ရှိရင်ဒီဗီဒီယိုလေးတစ်ပုဒ်ကနေပြီးတော့လူအသက်ပေါင်းများစွာဆုံးရှုံးနိုင်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ ဘူဒုတာရှိတဲ့လူတွေကလည်းဒီကလေးတွေကိုဟိုကောင်းကောင်းမွန်မွန်ပြောပြဖို့ပေါ့နော်လိုအပ်တယ်ဆိုတဲ့အကြောင်းကိုလာပြောပြတာဖြစ်တယ်ပေါ့နော်ဒီဘုံခုတ်ကြီးနေမတင်ပါနဲ့ဘုံခုတ်ကြီးဗီဒီယိုတွေမတင်ပါနဲ့ဘုံခုတ်ကြီးတပုံတွေမတင်ပါနဲ့ဆိုပြီးပြောလာတာအတက်တက်ဘာလို့မတင်ခိုင်းလဲဆိုလို့ရှိရင်စစ်တပ်ထိုင်းမှာစစ်အင်ဂျင်နီယာတွေရှိတယ်စစ်အင်ဂျင်နီယာတွေဆိုတာကလေဘုံဖောက်ခွဲတဲ့လူတွေဘုံခုတ်ကြီးတူတဲ့လူတွေနောက်ပြီးလို့ရှိရင်ဒီရန်သူ defense side offense side တီတီ တဲ့လူတွေရှိတယ်။မြန်မာစစ်တပ်မှာလည်းအဲ့ဒါရှိတယ်။မြန်မာစစ်တပ်မှာလည်းရှိတဲ့ကြောင့်မို့ဘုံခုချင်းပုံစံကိုသူတို့တွေ့သွားတဲ့အော်စစ်အင်ဂျင်နီယာတွေကနေပြောလေ။အော်သူတို့သူတို့ပုံစံမျိုးတူထားပါလား။အော်သူတို့ပုံစံမျိုးလား။လိမ်မြန်မလေးလိမ်မြန်သမားလေးကြဲကြင်နဲ့ကြဲချတာမဟုတ်ဘူး။စစ်အင်ဂျင်နီယာသမားတွေကနေပြောဟယ်လိုဒီလိုဒီလိုရှိတယ်လူပုံစံမျိုးရှိပါတယ်သူပြောတော့မှဘယ်နေရာမှာလဲဘလို့အခြေအနေလဲဘလို့ပုံစံမျိုးတူထားပြောပြမှတာလင်းမြန်မောကနေပြောကျဲချတာ ချက်ချင်းနဲ့ချက်ချာနေ okay မှန်တယ်ချက်ချင်းနဲ့ချက်ချာနေဒါပေမဲ့လဲမြန်ဝဲပြီးမှကျဲတာမယုံသတိထားကြည့်လိုက်ဝဲပြီးမှကျဲတာဘာဖြစ်လို့လဲဆိုဒီနေရာတေးကြပြီးဆိုမှဒီနေရာမှာကျဲချတာဘေးနားမှာဆင်သွားတဲ့ဟာတွေကဆင်ပါပဲဘာလို့လဲဆိုတော့အပေါ်ကနေပြီးတော့ကျဲချတဲ့အတွက်ကြောင့်မို့ဆင်ပါပဲဒါပေမဲ့အဲ့နေရာတေးကြပြီးဆိုမှတော့ကျဲချတာနော်အဲ့ဒီတော့မတင်ပါနဲ့လို့ပြောတာလေလူအသက်တချောင်းဆုံးရှုံးသွားမှာလူအသက်ပေါင်းပြောင်းပြားစွာဆုံးရှုံးသွားမှာကိုယ်ဆောက်ဆံရတာပဲမကြည့်နဲ့ နော်လူအသက်လူတွေအသက်တွေဆုံးရှုံးနေတာနေ့စဉ်နဲ့ညဆုံးရှုံးနေဟောင်းကြည်ခေါင်းထဲမှာနမူနာယူငါတင်လိုက်တဲ့ဗီဒီယိုကြောင့်ဒီလိုမျိုးအသက်ဆုံးရှုံးနိုင်မှာလားဆိုတာကိုခေါင်းထဲမှာတွေးမလုံနဲ့ဆိုမလုံနဲ့ပေါ့ဘာဖြစ်လို့မလုံခိုင်းလဲဆိုရှင်ငါရဲ့အတွေ့အကြုံကလေဒီတော်လှန်ရေးမပြီးခင်နေကနေစီးရီးလေးချင်းမူတွေတွားခဲ့တာဒူးနေတယ်နော်အဲ့တော့ဒီလိုပြောပြနေလဲဆိုတာကမဖြစ်စေချင်လို့ပြောပြနေလဲဆိုတော့ခေါင်းထဲမှာနေတိုင်း ဘောမတွေကိုဘာလို့အများဆုံးရှင်းနေလဲဆိုတာကတော့ဒီကောင်တွေရဲ့ဗီဒီယိုကြည့်ရတဲ့သိရမှာဖြစ်ပါတယ်။ဒါကြီးက record တွေပါပဲ။ဒီကောင်ဒီအနေနဲ့ကတော့ကောင်ဒီအနေနဲ့ကတော့ဘက်ကကြဲရင်ပြုံး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 ပါပဲ။ကဲမန်လည်းသိပါတယ်။အတိအကျအောင်ဆောင်ပြီးတော့ဝိလေကြောင့်ပဲပြောနေကြတဲ့ကောင်တွေလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဘောက်ကိုကြောက်ရတာဟုတ်။ဟိုအိုရင်အိုရင်ကွင်းလို့လည်းခေါ်တယ်။အိုရင်တွင်းလို့လည်းရတယ်။အိုထိန်ကွင်းလို့လည်းရတယ်။ဆိုတော့တွင်းမယ်တွင်းတွင်းကွင်းမယ်ကွင်းကွင်း။ဒေချာကတော့နားဆောင်ကရဲ့တင်းထုတ်ပြချက်မှာပါလာတာကတော့ဒီအိုထိန်အိုအိုထိန်ကွင်းလို့ခေါ်မှာပေါ့နော်။အဲ့ဒီ ိုးထိန်ကွန်းလို့ခေါ်မှာအဲ့ဒီယာကြီးကဖြစ်တဲ့ဖြစ်စဉ်ကြီးကရှင်းပြရင်တော့တော်တော်လေးတော့စားတယ်တော်တော်စားတဲ့ဒရိုက်ပါပါတယ်အခုနတ်စကားထုတ်တဲ့ကျုပ်ကိုရင်ဖတ်ပြမယ်နတ်စကားကတော့မနေ့မနေ့ကမေးလ၁၂ရက်ညပိုင်းမှာထုတ်ခဲ့ချက်ထုတ်တယ်တပည့်ရင်းမြို့နယ် ။ဩထိန်ကွင်းကြီးရွာစာတင်ကျောင်းကိုတဲ့လူညွတ်တဲ့ပုံနဲ့ဒီကျောင်းနဲ့ဘုံချင်းတက်ခဲ့တာကြောင့်ဆရာဆရာမနှစ်ဦးအပေါ်ကျောင်းသားကျောင်းသူ90ဝန်းကျင်ကတိကြိုက်တယ်တည်ဆုံးတယ်ဒဏ်ရရတယ်ပေါ့ဗျာ။အဲ့လိုဖြစ်နေဆိုပြီးတော့ပြည်ဖြတ်ပြည်ရဲတွေကလုံချရေးသားတယ်တဲ့။ဒီတဲ့ရဲ့ပတ်သက်ပြီးသက်ဆိုင်နေပြီးလူညွတ်တာဝန်ရှိသူတို့ကိုဆက်သွယ်ပေးမထားကြရအောင်ဒီတဲ့ရဲ့မှန်ကန်မှုရှိဘူးတဲ့။လူညွတ်တဲ့ပုံနဲ့လည်းဒီပြည်သူလူထုအသက်ဝိစီစဉ်နေပြီးဒီအေးချမ်းကြီးကိုဝယ်ဆောင်ရပေးလို့ရှိတယ်တဲ့။မင်းတို့ကောင်တွေဘလို့ပဲပျော်ပျော်ပြည်သူတွေကအကုန်လုံးတည်တည်သားပဲမင်းတို့နိုင်ငံတကာကိုပဲလိန်လို့ရမယ်ပြည်သူတွေကိုလိန်လို့မရဘူးမင်းတို့ကိုရွေးကောက်ပွဲကိုလည်း ရုပ်နဲ့ရုရှားထောက်ခံရင်မင်းတို့တရုတ်နဲ့ရုရှားမှာမင်းတို့ဘုံမာနေတယ်မင်းတို့ဘာသွားပြီးလို့မှရမယ်ပြည်သူတွေကတော့မင်းတို့တသက်လုံးထောက်ခံမှာမဟုတ်တာတော့တေးကြပဲမင်းတို့ခုလိုလိန်လေးပိုလိန်လာလေးပြည်သူတွေကပို့ပြီးတော့ဒီဘက်ထဲကကြီးချွာလာတဲ့မုံတရားတွေကပို့ကြီးလာလေးပဲမဟုတ်တယ်ပြမဟုတ်တယ်နေဘုံကြက်တက်ခဲ့မှုမရှိဘူးတဲ့မလုပ်ခဲ့ဘူးတဲ့ဆိုပြီးတော့သူကပြောတယ်ပြောရရင်တော့ဒီလိုမျိုးသူကထုတ်ပြတယ်ပြောရရင်ဒီအိုးထင်းကွင်းကြေးရွာကိုတက်ကလေးနဲ့ပြစ်ပါတယ်ဘုံကျဲပါတယ်ဆိုတဲ့ကိစ္စမဟုတ်ဘူးလို့တက်ကသူတို့သူတို့မဟုတ်ဘူးလို့သူထုတ်ပြတယ်အဲ့တော့ဒါဆိုရင်ငွေရင်းအဖြစ်စင်ကဘာလဲဆိုတော့မင်းကနော်ငွေရင်းဖြစ်စင်ကဘာလဲဆိုတော့မင်းကငွေရင်းဖြစ်စင်က သူထုတ်ပြန်ချက်ဒီမှာကျတော့တပည့်ရင်းမျိုးနဲ့အဲအဲဒီအိုဒင်းအိုဒင်းဝင်းကြေးပါအဲ့ကြေးပါဟိုတဲ့မေလာစနေနေ့မနေ့9နာရီ35မိနစ်လောက်မှာအဲ့နော်စာတင်ကြောင်းကိုစစ်တပ်ကနေပြီးလေးနဲ့ပြစ်တယ်တဲ့ပြစ်လိုက်လို့ကြောင်းသား20ကြောင်းဆရာမ2ယောက်22ယောက်ဒီနေ့နောက်ဆုံးဆင်းရ23အောင်ရှိသွားပြီလို့ပြောတယ်23ယောက်ပြီးသွားတယ်တဲ့ခလိငယ်တွေယောက်30လောက်တိကျတန်အားရှိသွားတယ်တဲ့အဲ့လိုသူကကြေးထားတယ်ဆိုတော့အဲ့မှာကြောက်ကြနာနာလိုက်ပြီးရှင်းပြနေတယ်အမျိုးသမီးတယောက်ဆိုလို့ရှိရင်အာ तू အဲ့မှာသွားပြီးရှင်းပြတယ်မသိဘူးညာသူ့ကိုသူတိရွဆောင်နေတာကကြာတယ်တကယ်တိရွဆောင်နေတယ်လို့ပဲဟိုတို့ဆိုဟိုဘာလဲတကယ်ဖြစ်နေရတယ်တိရွဆောင်နေတာကသူ့လောက်ခါမှာပဲကျွန်တော်တို့ပြုံးစီရဖြစ်လာတယ်သူကအာမှာဤ ဒီကွတ်ဒီ MC ပါညာဘက်သက်ကတော့ဘာတဲ့ပထဝီတင်နေတာတဲ့ဘယ်လိုတင်နေချိန်မှာလဲစာတင်နေလို့မှာလေလင်းရပေါ်လေးပြီးပေါ်ကဒီလိုအပေါ်ကြီးကိုကြာလာတယ်အပေါ်မိုးပွက်သွားတယ်သူပြောကမှာကိုရောမျက်စိလိုရတယ်မိုးပွက်သွားတယ်သူကဒါမဲ့ဘေးကအုပ်တွေကဘာမှမဖြစ်ခါစားကြည့်တော့သူတို့ပြတဲ့ဗီဒီယိုဖိုင်ကြည့်လိုက်ရရှင်အပေါ်ကြာတယ်လို့သူကပြောတယ်အပေါ်ကြီးလို့ကြာရင်ခဏတော့စဉ်းစားကြည့်တော့အပေါ်နဲ့အုပ်နဲ့ကြာရင်ဝုန်းနဲ့လို့ပေါ်တော့တော့မပွက်ဘူးမပွက်တော့ဘူးဘေးမှာအုပ်နေရင်စာတင်ကြောင်းအုပ်နေရင်အပေါ်ကအကောင်းသားပဲအပေါက်လေးပေါက်သွားတာပဲရှိတယ်ဘယ်လိုပေါက်တော့တော့ ခင်ဗျားအပေါ်ကနေပြီးတော့ဝိတ်နဲ့ကြာလာတဲ့ဟာကြီးကခေါင်းမိုးတက်တယ်ဟိုညာခေါင်းမိုးကြီးကတက်တယ်ကြီးလေးနဲ့ဒီလိုဒီလိုတက်တယ်အဲဘုံမတွေကိုမိရင်တော့အကုန်လုံးစုပြီးတော့ခန်းတစ်ခန်းနဲ့ထည့်ပြီးတော့ပေါ်ကနေပြီးကျဲကြည့်ဆံပါဗျာကြာမလားဒီလိုကြာမလားခန်းစင်းောက်ကြီးရတယ်လေးချောင်းအပြစ်တဲ့ကိစ္စတွေပါသမျှဒီလိုပဲကြာလာများတယ်ဒီလိုတက်တယ်ကြာတယ်ဆိုတော့ခက်ရှာရှာဟဲ့ဗျာခင်ဗျားအဲ့ဒါနည်းနည်းတော့စဉ်းစားကြရအောင်ဖြစ်တယ်နော်လေးချောင်းကဒီလိုတက်တယ်မကြာဘူးဒီလိုတစောင်းလေးပဲကြာလာတာဝင်တစောင်းပဲဝင်လာဘာလို့လဲဆိုတော့ကလေးပြစ်လိုက်တာကြီးအရှိန်နဲ့လာတာလေအရှိန်နဲ့ဆိုတော့သူစောင်းပါမှာဘရောမှခင်ဗျားတဲ့မလာနိုင်နော်တဲ့ကြောက်လို့ခက်ခဲတယ် အဲ့တော့ तू อ่ะ तू ပြစ်မှတ်ကိုလင်းတာတကယ်ပြစ်မှတ်ကိုပြစ်တဲ့ခါမှာခဏအုံနိုင်ကပို့တော့ပေါ့ဟိုကုန်းအုံလို့ပို့တော့ပေါ့ဒါပေမဲ့အုံနိုင်ကမပွင့်ဘူးအဲ့တော့အဲ့မျိုးသမီးရိုက်ပြတဲ့ video ပဲကြည့်တော့ပါပဲအုံနိုင်လည်းပွင့်မသွားဘူးအောက်ကဟိုကလည်းမပွင့်သွားဘူးအောက်ကအောက်ကဟိုဒီတာမန်တလင်းတွေပေါ့တာမန်တလင်းတွေလည်းပို့တော့မနေဘူးပွင့်တော့လမ်းကြောင်းနဲ့အပေါက်တိတိလေးတိတိလေးဆိုတော့လင်းနဲ့ပြစ်တယ်ဆိုတဲ့စကားကိုကျွန်တော်တို့တန်တရားဖြစ်တယ်မနေ့ကတန်တရားဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာဒီနေရာမှာကျွန်တော် YouTube လေးပဲ YouTube လေးပြောပါမယ်နာစကကလည်းသူကသူမလုပ်ဘူးလို့ပြောတယ်။ NGG ရဲ့မီဒီယာတွေကအချက်ဖက်မီဒီယာတွေနဲ့အဲ့ဒီဟာတွေကဝိုင်းပြောတယ်ဒါစစ်တပ်ကလုပ်တာလို့ပြောတယ်။ တစ်ချက်စာတင်ကြတယ်လို့မဟုတ်ဘူးအဲ့လိုပြောတယ်တချို့ပြောပြောတယ်ဒါ NGO အုပ်ချုပ်တဲ့နေမြေတဲ့စစ်တပ်အုပ်ချုပ်တဲ့နေမြေကိုတော့ငါတို့ကမပဲချင်းသင်းသင်းနဲ့ဆိုတော့ဩအဲ့လိုလေးရှိရတာပေါ့ကျွန်တော်ကဘာပြောမသိဘူးအဲ့လိုလေးရှိတာပဲလားပေါ့နော်နောက်တစ်ခုကနောက်တစ်ခုထူးခြားတာကဒီကလေးတွေရဲ့တိကျတရားရှိမှုတွေကိုလို့ကြီးလိုက်တဲ့ကာမှာတကယ်လို့ဒါအပေါ်တဲ့ကြရင်ခင်ဗျာကလေးတွေအလောင်းတွေကစင်ထောက်တော့ပါလိအပေါ်တဲ့ကြရင်နော်ခဏစမ်းကြည့်နော်လေးနဲ့ကီလိုကြရဲတော့ကြောက်တဲ့တွေကိုကြပါလိလို့ပြောတယ်အောက်ထဲမှာကလေးတွေစာသင်ကြပါလို့ပြောတယ်ခင်ဗျာအစနောင်ရှာမရအောင်ဖြစ်သွားနေတယ်ဟို make up news များဖြစ်နေသလားဗောနော make up news make up news များဖြစ်နေသလားဗောကျွန်တော်စဉ်းစားတယ်ဒီကောင်စဉ်းစားကြတော့ဖြစ် ပြဿနာကဒီဟာနဲ့ပတ်သက်လို့ရှိရင်အနားမှာဘယ်မီဒီယာမှတကယ် reliable ဖြစ်တဲ့မီဒီယာမှမနားမှာမရှိဘူးဒီဖြစ်စဉ်ဖြစ်တဲ့နေရာနားမှာ reliable ဖြစ်တဲ့မီဒီယာတရားမှမရှိဘူးအဲ့တော့အဲ့ဒီဖြစ်စဉ်ဖြစ်တယ်ဆိုတော့အဲ့ဒီ data ပီဒီအက်တွေပေးတဲ့ဓာတ်ပုံတွေမှတ်တမ်းတွေဗီဒီယိုတွေပဲကျွန်တော်တို့ကပြန်ပြောပြနေကြတာအားလုံးပြောပြနေကြတာဆိုတော့ဒီမင်းတေချာတိကျမင်းသွားပြီးစုံစမ်းလိမ့်မယ်အိမ်ထဲအိမ်ပြတော်မှာထွေးပဲနေကဲဘာပဲပြောကြုံမျိုးမင်းဆိုတဲ့ကောင်ကတော့အားလုံးသိတဲ့အတိုင်းပဲမျိုးမျိုးကလေးတွေထိကြတဲ့ရပါတယ်ပတ်သက်ပြီးတော့မိတ်ကတော်လိမ့်ဆားလာဆိုပြီးရောဝေဖန်သုံးသက်ပြနေတဲ့ကောင်တွေဖြစ်ပါတယ်ဒီကောင်တွေကတော့အဖဏ္ဍတိုက်သွားမှာတပြိပြိနဲ့ပူတေချာတဲ့ကောင်တွေပေါ့ဗျာဘုံမတွေထဲမှာတော့ ပြောင်းကြီးဖင်လန်ကပြောင်းကြီးတကောင်ပဲတစ်တက်ကဘုန်းကြီးတဲ့ဆိုတာကိုခံစားမိရဲ့လို့ပြောတာပါဒါတော့မခံနိုင်မဟုတ်သေးပါဘူးခံစားမိရဲ့ဆိုပြီးတော့ဝိလေကြောင့်ပဲပြောတယ်တကောင်ပဲရှိပါတယ်ကျန်တဲ့ကောင်တွေကလည်းအလုံးတွေ့တဲ့အတိုင်းပါပဲအဲဒါကြောင့်ဘောမရှင်းလင်းရင်ကိုတော့မြန်တုံးလှုပ်ဆောင်ကြဖို့လိုအပ်နေပြီဆိုတဲ့ကြောင့်ဒီနေရာမှာတည်င်းစကားပိုင်နေတယ်ပဲဘောမရှင်းလင်းရင်လှုပ်တဲ့ခါကျရင်လေကူပေါင်းပေါဝင်ကြဖို့လေအလုံးကိုတိုက်တွန်းလိုက်ပါတယ်ခံခဲ့ရတဲ့ကြောင်းသူကြောင်းသားဆရာဆရာမတွေအနေနဲ့လက်ရှိရှိမှာတော့ တမန်တိဆုံးမှုတွေကတိုးပေါ်လာကြောင်းသိရှိရပါတယ်။ဆိုတော့စစ်တပ်ကမေလ12ရက်နေ့မှာဒီဘင်းမြို့နယ်အိုးထိန်တွင်းကျေးရွာကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပေါ့။အဲ့ဒီမှာကလေးငယ်တွေအမျိုးသမီးတွေအာဆီယမာတွေပေါ့နော်အသက်ဆုံးရှုံးခဲ့ရတယ်။အဲဒီမှာဆိုလို့ရှိရင်ကျောင်းကိုသူတို့ကတိုက်ခိုက်တာပေါ့နော်။အရှိမဆိုလို့ရှိရင်လည်းအစောပိုင်းကာလာတွေမှာဆိုရင်လည်းပစီတို့လက်ရက်ကုန်းတို့အာနောက်ဆုံးပိတ်ပေါ့နော်စစ်တပ်ကလက်နက်ကြီးနဲ့ အဲဒီဖလူးကျေးရွာစာတင်ကျောင်းတွေကိုပါတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်ပေါ့နော်အဲဒီလိုနေရာတွေမှာလည်းအသေးအပြောက်တွေများခဲ့တယ်ကလင်းငယ်ပဲမြို့သမီးတွေရာဆိုလို့ရှိရင်အဲဒီစစ်ရဲ့ဒဏ်ခံနေရတော့မှဖြစ်တယ်ပေါ့နော်အဲဒီစစ်တပ်ကဒီစစ်ဘိုလ်တွေဆိုလို့ရှိရင်နေပြည်တော်မှာဆိုရင်ပေါ့နော်သူတို့ကလေးတွေကိုကြတော့ international school တွေအကြောင်းအကောင်းစားတွေထားကြတယ်ပေါ့နော်ဒါပေမဲ့ပြည်သူတွေရဲ့ကလေးငယ်တွေ ကျောင်းစာတင်နေရတာမှာပဲပေါ့နော်စာတင်ကျောင်းကိုဒီလိုလုံးရက်နိုင်နေပေါ့နော်တကယ်တော့စစ်ဘိုတရားတွေလာတာဒီ international school တွေမှာမထားနိုင်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကဟိုဘယ်ကဝင်ဝင်နေထားကြလဲတော့မသိဘူးပေါ့နော်ဟိုဒီနေရာမှာနိုင်ရှင်ကျင်တာကကြတော့သူသူများရဲ့ကလေးငယ်တွေကိုကြတော့အေးစစ်စစ်ပဲအဲကျောင်းမှာကျောင်းတက်နေတဲ့ကလေးငယ်တွေဘာမှမသိတဲ့ကလေးငယ်တွေပေါ့ ဟိုဖြတ်လို့ဖြတ်စည်းပေါ့နော်ဒီလိုမျိုးလုပ်နိုင်တယ်အသက်တိတ်ဆုံးတဲ့အထိဒီလိုမျိုးလုပ်နိုင်တယ်သူတို့ကလေးတွေကြတော့လုံခြုံတဲ့နေရာမှာအကောင်းမွန်တဲ့စတင်မှုတွေပြုလုပ်ကြရတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီစစ်တပ်ကလူတွေပေါ့နော်ဒီစစ်သားတွေရဲ့ဒီအမျိုးသမီးတွေလည်းကျွန်မပြောချင်တာအကိုချင်းစာတရားပေါ့ကျွန်မတို့အမျိုးသမီးမှာဆိုရင်ကိုချင်းစာတရားကြီးမားကြတာပုံမှန်အားဖြင့်များတယ်ပေါ့နော်ဆိုတော့ကိုချင်းစာတရားဟိုမထားကြဘူးလားဒီကလေးငယ်တွေစတင်နေတာဘာဖြစ်ရှိလို့ဒီလိုမျိုးတွေအဲရရဆက်ဆက်တက်ဖြတ်နေရလဲဆိုတော့ကျွန်မတို့မေးခွန်းထုတ်ချင်တယ်နောက်ပြီးတော့ကျွန်မတို့ဒီလည်း မျိုးသမီးတွေဖြစ်တဲ့မြန်မာနိုင်ငံကအမျိုးသမီးတွေရာဆိုလို့ရှိရင်ငင်းချင်းနဲ့လုံဆောင်ရေး အကျန်းကိုချိုးဖောက်ခံနေရတယ်ဒါကိုလည်းနိုင်ငံတကာသိအောင်လို့ကျွန်တော်တို့ဒီနေရာမှာပြောနေခြင်းဖြစ်တယ်ပေါ့နော်အဲတခြားသောပြည်သူစုသားစနီးများတွေကလည်းသူတို့ရဲ့အတန်ဒီကိုဆက်လက်ပြီးတော့ထုတ်ဖွင့်มาဖြစ်တယ်အဲဒီ AAPP ရဲ့စီရင်အရာဆိုလို့ရှိရင်2025ခုနှစ်အတွင်းမှာကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်လို့ကလေးငယ်တွေစုစုပေါင်းပေါ့နော်တရားကြောင်းအဲတည်ဆုံးနေရပြီဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကလေးငယ်တွေအမျိုးသမီးတွေအဲဘယ်လောက်ထိအဲပေးဆက်ရအောင်လဲပေါ့နော်ဒါကြောင့်မလို့ဒီစစ်တပ်ကလူတွေလည်းအဲဒီလိုမျိုးအကြမ်းဖက်လုပ်ရက်တွေကိုရတန်းကရက်ပါလို့ဒီနေရာကနေပြောရှင်တယ်အဲပြီးတော့နိုင်ငံတကာကရောအဲဒီကမ္ဘာကူလာ တမကတို့နောက်ပြီးတော့ဒီကလေးငယ်ပေါ့နော်ဒီ UNICEF တို့ရောဒီကလေးငယ်တွေဒီလိုမျိုးကျွန်းလွန်ခံနေရတာကိုလက်ပိုက်ကြည့်နေမလားလို့ကျွန်တော်တို့ဒီနေရာနေပြီးတော့တိုက်တွန်းခြင်းနဲ့အဲအထူးသဖြင့်တော့ကျွန်တော်တို့အမျိုးသမီးတွေရဲ့ငြင်းချင်းရဲ့လုံခြုံရေးကလေးငယ်တွေရဲ့ငြင်းချင်းရဲ့လုံခြုံရေးအတွက်အားလုံးမှာတောင်းရင်ရှိပါတယ်ဒီစစ်ကောင်စီကိုအမြဲဆုံးရတန်းအရတက်မှုဝိုင်းဝန်းပြီးတော့ကုညီဆောင်ရွက်ပေးကြပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ညီမနေမရတော့ချစ်ချုံမြစ်ဖြစ်ပါလိမ့်ရှင်အဒီဒီဘေးမှာဖြစ်သွားတဲ့ဒီဘုံကျဲတာနဲ့ပတ်သက်ပြီးတော့ဗောနော် ဒီမှာစိတ်ထဲမှာခံစားနေရတဲ့ဒီရင်နှင်းပြစ်လေးတွေကိုအများပြည်သူသိအောင်ပြောပြချင်တာပေါ့ဒီဒီဘက်ဒီမှာဖြစ်သွားတာဆိုလို့ရှင်ဒီလေတိုက်လေလေချောင်းနဲ့တိုက်တာပေါ့နော်အဲ့ဒါဆိုလို့ရှင်ဒီအခုဘုံချဲလိုက်တဲ့ထဲမှာခလေးတွေဆိုလည်းအများကြီးပါသွားတယ်မိခင်တွေဟိုဟိုဆရာမလည်းပါတာပေါ့နော်ခလေးတွေအနေအမှာနေပြီးတော့မိခင်တယောက်နေနေမြင်လာတော့ဒီဟာမျိုးကလုံးဝမဖြစ်သင့်တဲ့အရာပေါ့ကိုခလေးတွေဆိုလည်းဒီနေရာမှာပါသွားခဲ့ရင်အခုဆိုလို့ရှင်ဘယ်လောက်ထိမှုကျွေးနေရမလဲဆိုတာမှကိုချင်းစနိုင်ပါတယ် အခု live နေ့ခွင့်ကြည့်လိုက်လို့ရှိရင်အခုမြင်နေရတဲ့အရာတွေအကုန်လုံးကစိတ်ထဲမှာစိုးနှစ်စရာတွေပဲမိဘတွေငိုကြွေးနေတာကိုတွေ့ရတယ်မိဘတိုင်းအယူလိုပဲခံစားနေရတာကိုတွေ့ရတယ်အဲ့အရာတွေကိုမြင်နေတွေ့နေရတဲ့အတွက်ရှင်ထဲမှာဘယ်လိုမှမခံစားနိုင်ဘူးမိဘတယောက်အနေနဲ့စာတင်ကြောင်းတစ်ခုဖြစ်တဲ့အတွက်မိဘတိုင်းကဒီကလေးတွေကိုပညာရေးမှာအကုန်လုံးကဦးစားပေးတယ်သူတို့ဘဝတွေဒီလိုလေဆိုင်ကောက်ဆိုင်နေရတဲ့အချိန်မှာသားသမီးတွေကိုမြင့်တက်စေချင်တဲ့အတွက်ပညာရေးကိုဦးစားပေးပြီးထားကြတယ် ချိုးကြတယ်လည်းမရှိပဲရုံးကပ်မိထားရတယ်ချိုးကြတယ်လည်းပြည်လဲနေဘွားနဲ့ထားခဲ့ရဘူးဒီလိုပညာရေးကိုဦးစားပေးနေတဲ့အချိန်မှာဒီစကားစပန်းနေပြီးတော့ဒီလိုမျိုးစာတင်ချောင်းကိုမှလောက်ရတာဘူးညီမတို့အနေနဲ့စိတ်ထဲမှာလုံးဝခံစားနိုင်အောင်မဖြစ်တဲ့လောက်ရလေကိုကိုကိုအရင်တော့စစ်သားမိမလောက်ခဲ့မိရတော့မှရှင်းနာတယ်ရှင်မိတယ်စစ်သားမိမဘွားနဲ့15နှစ်လုံးလုံးစစ်တပ်ထဲမှာနေခဲ့ရတော့ရှင်းနာတယ်ပေါ့နော်